မင်္ဂလာပါဒီနေ့မှာတော့ဒဝေပါဝါမြန်မာကနေပြီးတော့အလိုက်တင်နေပါဆိုတဲ့သင်ငန်းစာပုံမြင်လေးကို တင်ဆက်ပေးသွားပါမယ်အလိုက်တင်နေပါငားလေးငားကောင်တီးမြစ်ပြင်ထဲတွင်ပျော်ရွှင်စွာကုခတ်နေကြလေသည်ကုခတ်ရင် အစာရှာရင်၎င်းတို့နေထိုင်ချက်စားရနေရနဲ့အလွန်ဝေးတဲ့နေရာကို ရောက်လာကြ၏အိမ်ပြန်ကြတဲ့အချိန်မှာမြေခွေတစ်ခုတို့စီးဆင်းနေတဲ့ရေစီးတစ်ခုကိုဖျက်ရဖို့ဖြစ်လာကြသည် အချီးဆုံးငါးတကောင်ကသူ့တို့ထဲမှာအရွှေအစအသေးဆုံးငါးလေးအားစိတ်မကောင်းတဲ့မြန်မာများနဲ့ကြီးကတီတူရှည်ရိုးလိုက်သည်အသေးဆုံးငါးလေးရေငါတော်ဒီစီကိုတိုးပြီးတော့မနေဖျားမှာမင်းတော်မဖြစ်နိုင်ဘူးဒီနေရာမှာသာနေခဲ့ပြီးတော့ကျက်စားပြီးတော့ဟုတ်တယ်မင်းရဲ့ခန္ဓာကိုယ်တည်တည်လေးနဲ့ဖြည့်ရင်ရေစီးနဲ့ပါသွားလိမ့်မယ်နှုတ်ဆက်ပါတယ်တငယ်ချင်းရဲ့ဘိုင်းဘိုင်းချိုးစားလေအဖို့ပဲတငယ်ချင်းဆူတောင်းနေတော့ကွာတတ်တာ ငားငယ်ဆုံးလေးထက်အရွယ်စားကြီးတဲ့ငားတွေကတကောင်တစ်ပေါက်ဝင်ပြောချပြီးတော့ရေစီးကိုအာမန်အပြည့်နဲ့ဒိုးဝင်ဖြစ်ကျော်သွားကြ၏ငားငယ်လေးကချူချူပါအောင်အုံကွင်းနဲ့ရေစီးနဲ့မလန်းမကန်းမှာ ကူခတ်နေမိသည်တိတ်မကြခင် လေကြီးတစ်ကောင်ကငားငယ်လေးနားသို့ရောက်လာလေသည်ငားလေးဘာလို့ငိုနေရလဲခဏကတွေ့တဲ့မင်းအဖော်ငားလေးရောဒါအိမ်ပြန်လို့မရတော့လို့ပါ သူတို့ကပြန်သွားချပြီး လေကြီးကငားငယ်လေးနားတို့ခုခတ်လိုက်နဲ့ဆက်မိသည်ဘာလို့ပြန်လို့မရတာလဲตาရှိကရေစီကိုဖြတ်မရလို့ပါဒါဆိုရင်ตาဖော်တွေကရောသူတို့ကဒီရေစီကိုဖြတ်ပြီးတော့ပြန်သွားကြပြီตาကဘာလို့မဖြတ်တာလဲငားငယ်လေးကတရှုံရှုံငွေနဲ့ตาမှမဖြတ်နိုင်တာဗျာตาကိုမဖြတ်နိုင်ဘူးလို့ဘလူတွေပြောနေတာလဲตาတငယ်ချင်းတွေပြောတာနောက်ပြီးတော့ตาခန္ဓာကိုယ်ကတေးသေးလေးတဲ့ လေကြီးကသူ့ရဲ့ခေါင်းကိုဖြူတစ်ဖြူတစ်လုံရင်းနဲ့ဒါဒီစီးကိုဖျက်ဖို့ချိုးစားကြည့်ပြီးပြီလားဟင်းဒါရှည်ရဲမျောပါသွားရင်ဘယ်လိုလုပ်မလဲဟာမင်းကငားပဲရှည်ရဲပါသွားလဲပြန်လေကုခတ်ပေါ့ကွာတိတ်သွားမှမဟုတ်တာကဲငိုတာအခုရဲ့ဒီစီးကိုဖျက်ဖို့ချိုးစားဒါအနေနဲ့ဖျက်ကိုဖျက်နိုင်ရမယ်လို့ရှုံထားဒါကြောက်တဲ့ဦးလေကြီးရဲ့ငားလေးကတုံတုံရင်နဲ့ရှည်စီးကိုလှမ်းကြည့် အလုပ်တစ်ခုကိုလုပ်ဖို့မစူးစမ်းကြည့်ပဲလုပ်ဖို့အခွင့်အရေးမပေးပဲဒီကောင်မလုပ်နိုင်ဘူးလို့ထင်နေတွေးနေရင်ဘာမှဖြစ်လာဘူးငါလေးရဲ့မင်းစီမှာခွန်အားတွေရှိတယ်ရေးစည်းတဲ့တိုးမထွက်နိုင်ရင်တော့ရှေးထဲမှာအလိုက်တင်ပါသွားအောင်ထိန်းချောင်းပေးမဲ့ဉာဏ်ရည်တွေရှိနေတာပဲကဲအခုကူတော့ငါလေးဟာတစုံတစ်ခုကိုတွေးနေပြီးတွေ့တွေ့ကြည့်ရနေသည်ကဲကွာငါရေးစည်းအောင်ကနေစောင့်နေပေးမယ်မင်းရေးစည်းတဲ့လွင်ပြီးပါလိုက်ရင်ငါကယ်ပေးမယ်ဟုတ်ပြီလားတကယ်နော်ဦးလေးကြီး ကယ်ဘောကွာအသက်ဩဟာရှူငါဖြတ်နိုင်ရမယ်လို့ရှုံချီထားကဲစတော့1 2 3ငါလေးဟာအာထုံခွန်ဆိုင်နဲ့ရေစီးတဲ့ကို တိုးဝင်လိုက်သည် တိုးဝင်ခါစမှာရေစီးကြောင့်တစ်ချက်ရိုင်းသွားသောအချိန်မှာလက်ကြီးစီကစကားတန်ကိုကြားလိုက်ရသည်မင်းလုတ်ကိုလုံနိုင်ရမယ်ငါလေးရေငါရေစီးအောင်မှာစောင့်နေတယ်အာတင်းပြီးတော့ကူပါငါလေးဟာရှိန်သွားတဲ့ခန္ဓာကိုယ်ကိုချက်ချင်းပြန်တည့်ပြီးတော့ အာတွန်ခွန်ဆိုင်ကူကရေစီးကိုဖျက်ချော်နိုင်ခဲ့လေသည်ဖြိုးဦးလေးကြီးတားဖြတ်နိုင်ခဲ့ပြီဗျခြေစွဲဖြိုးတနည်းခြေစွဲပြန်ဆက်ပြရစေလေကြီးကဝမ်းသာစွာပြောင်းနေတဲ့ငါးလေးကိုအော်ပြောလိုက်သည်ငါ့ကိုခြေစွဲဆက်ချင်ရင်မင်းရဲ့ဘဝမှာ အလို့တခုကိုလှုပ်ဖို့ချိုးစားမကြည့်ပဲနဲ့လှုပ်ဖို့ခွေမပေးပဲမလှုပ်နိုင်ဘူးလို့ထင်နေတဲ့ကောင်တက်တက်လုံးမဖြစ်စေနဲ့နောက်ပြီးတော့ရှေးစံကိုမဖြစ်နိုင်အောင် ရှေးစုံမှာ အလိုက်သိမ့်စွာနေတတ်ပါစေငားလေးရဲ့